မင်္ဂလာပါရှင်ခေတ္တတလီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြောက်ဖြူပင်လေပြင်အနီးမှာနေပြည်တော်ပောက်ကွဲမီလောင်နေသည်ကိုဒေသခံများမြင်တွေ့ခဲ့ရဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နိုဝင်ဘာလ22ရက်နေ့နနက်မှာကြပြွအနောက်ဘက်ကလွန်ပင်လေပြင်းမှာစစ်အုပ်စုနေပြည်တော်စီကိုပောက်ကွဲမိလောင်နေသည်ကိုမန်အောင်ကျုံးမော်ကမြင်တွေ့ခဲ့ရတယ်လို့ဒေသခံများကပြောပါတယ် အမည်မဖော်လိုသူမောင်ဒေသခံတအူကမနေ့ကမနက်9:00နာရီနဲ့10:00နာရီကြားမှာနေပြည်တော်နေတာကိုမြင်တွေ့ခဲ့ကြရတာပါပောက်ကွဲရံတွေကိုလည်းအကျဲကြီးကြားရပါတယ်။မန်အောင်ကျော်မြတ်ဘက်ကကျင်းရွာတွေကနေအကုန်မြင်ရပါတယ်။မီးလောင်နေတာကိုလို့ပြောပါတယ်။အခုလောမီးလောင်တွေကိုမြင်တွေ့ရပေမဲ့မြေတီအတွက်ကြောင့်မီးလောင်တွေကိုမတီးရလို့၎င်းကဆက်ပြောပါတယ်။အေအေကပြစ်တယ်လက်နဲ့ကြည့်ထီလို့လားဒါမှမဟုတ်သူတို့စီကလက်နဲ့ကြည့်ပြစ်တာမှမတော်တဆပောက်ကွဲတာလားဒါတော့မပြောနိုင်ဘူး။ နေပြည်တော်ကပါကွဲတန်းလေးကိုမန်အောင်ကျောမြောက်ပိုင်းနေရာတွေကလူတွေအလုံးအတန်ကျဲကြီးကြရပါတယ်လို့သူကဆက်ပြောပါတယ်။အဆိုပါသတင်းနဲ့ပတ်သက်ပြီးဆက်တွယ်မေးမြန်းရမှာဒေသခံအမျိုးသမီးတအူးကလည်းနေပြည်တစီပောက်ကွဲမိလောင်မှုဖြစ်ပွားဒီမှာမှန်ကန်တယ်လို့အတည်ပြုပါတယ်။နေပြည်တော်မှာမှန်မာတဲ့ပောက်ကွဲတန်နေတဲ့ကြဲကြီးကြရပါတယ်။ကျမတို့ကြည်ရွာကမြင်ရတဲ့ပောက်ကွဲတန်တွေကိုလည်းကြားရပါတယ်လို့ပြောပါတယ်။ နောက်ထပ်တအူးကလည်းမိကိုတွေထနေတာကိုမြင်ရပါတယ်ပောက်ကွဲတာလားလက်နဲ့ကြည့်နေပြစ်ခံရတာလားမသိပါမိကိုထနေတဲ့အချိန်မှာပောက်ကွဲတဲ့နေကိုတော့အများကြီးကြားရပါတယ်လို့ပြောပါတယ်စီအိုဆုနေပြီးပောက်ကွဲမှုနဲ့ပတ်သက်ပြီးအတီးပြကြရယူနိုင်ရန်အာရခတ်တတော်ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခအားဆက်တွေ့မြင်ထားဆဲဖြစ်ပါတယ် ဆလံပင်မင်းအောင်လိုင်ပုံဖော်ပြီးရာဇဝတ်သားဖြစ်နေသူရွေးကောက်ပွဲကိုလောက်ခွင့်မရှိဟုခင်အနုထုတ်ပြန်ဆက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အာနာတင်စစ်တဟရွေးကောက်ပွဲကျင်းပဖို့အခွင့်အာဏာမရှိကြောင်းကရယ်မျိုးသားစီယုံခင်အနုကထုတ်ပြန်ခဲ့ပြီးမင်းအောင်လိုင်ပုံဖော်ပြကဆေးရဇဝတ်သားဖြစ်နေသူရွေးကောက်ပွဲကိုလောက်ခွင့်မရှိဟုစစ်ကောင်စီရဲ့ရွေးကောက်ပွဲဆက်ကျင်ကြောင်းပြသခဲ့ပါတယ်။ KNU ဘဟုနဲ့ခရိုင်အသီးသီးဟာစစ်ကောင်စီရွေးကောက်ပွဲစတင်တဲ့လှုပ်ရှားမှုတွေကိုနှီးမျိုးစုံနဲ့ဖော်ပြလေးရရှိရာယခုတခါမှစိတ်ညစွဲသားဖြစ်နေသူရွေးကောက်ပွဲလုပ်ခွင့်မရှိတာကိုမိမောင်းထုတ်ဖော်ပြခဲ့တာပါဒါအပြင်ပြည်သူလူထုတွေအနေနဲ့မိမိဆန္ဒမဲနဲ့စစ်တပ်ကိုတရားဝင်လူထုလှန်စင်ပေးတာစစ်အာဏာရှင်စနစ်သက်ဆိုးရှိစေဖို့မလုံမိစေဖို့ခရီးအနေကထပ်မံတတိပေးပါတယ်စစ်တပ်ကပြုလုပ်မည်အထူးအကြောင်းရွေးကောက်ပွဲကို စမ်းကျင်ကြပါစို့ဆန္နာရှင်စနစ်နဲ့မြစ်တီအာနာရှင်မစုံခြုံငိမ့်ပြီးဖက်ရက်ဒီမိုကရေစီပြည်ထောင်စုကြီးကိုတည်ဆောက်ကြပါစို့ဟု KNU ကတိုင်တွန်းထားပါတယ်စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုမရှိနိုင်ငံတကာအသိမှတ်ပြုတဲ့ထောင်ချစင်အတွေ့အကြုံရွေးကောက်ပွဲဖြစ်လို့ပြည်သူတရက်လုံးစတင်ကြဖို့ KNU ကနှိုးဆော်ထားပါတယ်။ဒီလိုနှိုးဆော်ရမှာအနာဒိစစ်တပ်ဟာရွေးကောက်ပွဲကျင်းပမှုအခွင့်အာဏာမရှိတဲ့အခြေအနေဥပဒေအရတရားဝင်တဲ့အခြေအနေတွေကိုမိမတို့ဖော်ပြထားပါတယ်။ မြောက်လိုင်ဦးဆောင်တဲ့အကြမ်းမဆက်တဟံလက်နက်ဖြင့်အတင်အာဓမအာနာလူယူခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရမှာစပြီးပြည်သူလူထုအားမတရားဖမ်းဆီးတာတပ်ဖြတ်တာလေကြောင်းတိုက်ခိုက်တာဘာသာရေးအဆောက်အအုံနဲ့စာတင်ကြောင်းတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာတွင်ဇက်နိုင်ကျွလွန်နေတာလို့ခင်အမှုကထုတ်ပြန်ပါတယ်လူလူအာရွေချက်ရှိရှိတိုက်ခိုက်နေသည့်မြန်အောင်လိုင်းနှင့်၎င်း၏အပေါင်းပါစစ်ဘုံကြောင့်များမှာနိုင်ငံတကာကြားဆွေတရားရုံးက ဝရန်တရားခံအဖြစ်လျှောက်ထားခံရသူများလည်းဖြစ်ပါတယ်။တို့ဖြင့်၍ပြည်သူလူထုအပေါ်ရဲရဲဆက်ဆံဆင်ရဆွေးမှုကျွလွန်ထားသူအဖြစ်တော်၎င်းဝရန်တရားခံအဖြစ်လျှောက်ထားခံရသူအဖြစ်တော်၎င်းပြည်သူလူထုကိုကိုစားပြုမည်ဆိုသည့်ရွေးကောက်ပွဲကိုမြည်သူတော်နည်းနဲ့မျှကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိပေလို့ခရယာနူရဲ့နှုတ်ဆက်ချက်မှာဖော်ပြထားပါတယ်။ 2020ရွေးကောက်ပွဲအားမဲမတမမှုအကြောင်းပြချက်နှင့်အာနာကိုမတရားရယူခဲ့တဲ့မင်းအောင်လှိုင်ဦးဆောင်နှင့်အကြမ်းမတ်စစ်တပ်ဟောင်းဆရာနာရှင်များရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုစတင်ခြင်းပြီးတမရအာဖန်စီတာဒုတမရမြင့်ဆွေအားယာယီတမရခန့်အနောင်အရေးပေါ်အခြေအနေကိုပြည်တော်စုလွတ်တော်ကိုမတင်များခြင်းအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာအရေးပေါ်အခြေအနေကိုနှစ်ကြိမ်ထက်ကျော်လွန်သွင်းပြီးဆောင်ရွက်ခဲ့တာတွေလို့ဆောင်ခဲ့ကြောင်း KNU ကထောက်ပြထားပါတယ်။ ဒါအပြင်ကာကွယ်ရေးဦးစီးချုပ်အဖြစ်နိုင်ငံတော်ဝန်ထမ်းဆောင်သူမှယာယီသမ္မတရာထူးကိုပါလက်ကင်ထားပြီးဆောင်ရွက်မှုတို့မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုယနေ့တိုင်လူတလုံးအတုံးချပြီးလှုပ်ဆောင်နေတာဖြစ်လို့စစ်ပုံကံမှုနိုင်ငံတော်ကိုတိစားဖြောက်ပြပုံကံချင်းဖွဲ့စည်းအုပ်ချုပ်ပေါ်အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုတမင်တကာတို့မဟုတ်ရည်ရွယ်ချက်ရှိရှိနဲ့ဖောက်ပြကျွလွန်ခြင်းတို့ကိုအထင်အရှားကျွလွန်သူတွေဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ ဒီလိုညာဆွေးမှုတွေကိုပေါ်ပေါ်ထင်ထင်ကျွလွန်သူတွေကရွေးကောက်ပွဲအသွင်ပြုတရားဝင်ဖို့ကြိုးပမ်းနေမှုကပြည်သူလူထုတအူးချင်းစီကမဲမဲပေးခြင်းနဲ့စက်ကျင်ခြင်းဖြင့်မိမိတို့ရဲ့အနာဂတ်ကိုကယ်တင်ခြင်းဖြစ်ကြောင်း KNU ကထုတ်ပြန်ထားပါတယ်ဆလဘင်ပခောက်ကူနယ်မြန်မျိုးနယ်စဉ်စစ်တပ်အစွဲထားသည့်နေရာနှင့်စစ်တန်းကိုတက်ခတ်မှုစစ်တပ်စခန်းအချို့သိမ်းပိုင်းရရှိပြီးစစ်သား၅ဦးထိခိုက်ဒေဆုံးက၂ဦးအစင်ဖမ်းပြီးစစ်တပ်ကပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ကွေးတိုင်းပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်ရှိအကြမ်းမတ်စစ်တပ်တဆွဲထားသည့်နေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်ရာတပ်စခန်းအချို့တိမ်မိုက်ရရှိပြီးစစ်သား၅ဦးထိခိုက်ဒေဆုံးက၂ဦးအစင်ဖမ်းမိပြီးစစ်တပ်ကပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းအကွက်ပြည်ပတပန်းဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ စက်တင်ဘာလ30ရက်နေ့နန်းနန်း9:30မိနစ်ခန့်မှာပခောက်ကူမြို့နယ်မြစ်ချေမြို့လက်ပံချောင်းအတင်းရွာဖုန်ကြီးကျောင်းမှာတက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုသည်မိနစ်အနည်းငယ်သာကြာမြင့်ခဲ့ပြီးဖုန်ကြီးကျောင်းအနောက်ဘက်ရှိအကြမ်းမဲ့စစ်တပ်၏ကာကင်စခန်းကစတင်ကြောင်းဂိတ်နှင့်လက်ပံချောင်းဆက်လက်ဂိတ်တို့ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည် အော်တိုဘာလာတရရနေမှာပခုတ်ကူမျိုးနဲ့ကံရက်ရွာနဲ့တန့်ချီရွာကိုဝင်ရောက်လာသည့်အကြမ်းတ်စစ်တပ်စစ်ကြောင်းကိုတန့်ချီရွာဖုန်ကြီးကျောင်းအနီးမှာတော်လန်ရဲတပ်ဖွဲ့များကနှစ်ကြိမ်ကြာပြတ်တိုက်ခိုက်ခဲ့ကြောင်းထိုထိတဲ့တိုက်ပွဲများသည့်အော်တိုဘာလာ၃ရက်နေမှာ၅ရက်နေအထိထပ်မံဖြစ်ပွားပြီးအကြမ်းတ်စစ်တပ်ဘက်မှအထင်အကန်ပါရာမိုတာလေးစီဖြင့်ပုံစနစ်ကြိမ်ကြာတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် အတော်ဘာလ22ရက်နေ့မှာပခုတ်ကူမြို့နယ်ညောင်ကျပင်ရွာအနီးကိုစစ်ကြောင်းထုတ်ဝင်ရောက်လာသည့်အကြမ်းမက်စစ်တမ်းနဲ့တော်လှန်ရေးတပ်ဖွဲ့များထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနိုဝင်ဘာလ22ရက်နေ့နနက်9:45မိနစ်ခန့်မှာမြိုင်မြို့နယ်စက်မှုနယ်မှာဝက်ပုတ်ရွာအတွင်သို့ဝင်ရောက်လာသည့်အကြမ်းမက်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအကြမ်းမက်စစ်တပ်ဘက်မှ9ဦးထိခိုက်ဒဏ်ဆုံးကတော်လှန်ရေးရဲဘော်2ဦးစာဆုံးခဲ့ကြောင်းတိုက်ပွဲအတွင်အထိနာတီအကြမ်းမက်စစ်တပ်က မြန်ဆက်မှုနှစ်တို့ပြန်လည်ဆုတ်ခွာသွားခြင်းပြည်သူအမျိုးသားတအူးနဲ့အမျိုးသမီးတအူးကိုဖမ်းဆီးတပ်ဖြတ်သွားကြောင်းတိုင်ဝဲဖြစ်ပေါ်ရာနေရာကိုတော်လန်ရဲတပ်ဖွဲ့ဝင်များကနေမြင်ရှင်လင်းရဲ့ပြုလုပ်စဉ်စစ်သားလားအချို့နဲ့စစ်သုံးဆောင်ပစ္စည်းအချို့တင်စီရရှိခဲ့ကြောင်းသိရပါတယ်နိုဝင်ဘာလ16ရက်နေ့မှာပခုတ်ကူမြို့နယ်တင်ခတ်ပြူရွာမှာပြူစော်တီတူစေကောင်းဆောင်တအူးနဲ့နောက်လိုက်တအူးတင်အရဲသားပြည်သူများကိုပေါ်တာဆွဲဖမ်းဆင်းရန်ထွက်လာစဉ်တော်လရဲတပ်ဖွဲ့များကလမ်းမိုက်တနေရာမှာအရှင်ဖမ်းဆင်းနိုင်ခဲ့ကြောင်းသိရပါတယ် လက်မှန်ဆောင်လင်စိတ်ကတိုက်ဆရာမလို့ပဲနေထားခဲ့တာသူတို့တန်းချီတောင်ပေါ်အထိဆုတ်သွားတယ်တန်းချီတောင်အောက်ကလက်ပန်းချောင်းတန်းချီရွာအလိုနဲ့သူတို့ကဲပွင့်ထားတဲ့ရွာတွေမှာတိုက်ပွဲဖြစ်တာစစ်ခါတွေဘက်ကထိခိုက်တိုက်ဆုံမှုကတော့ရှိပါတယ်ကျွန်တော်တို့ဘက်ကတော့အတိအကျအတိမပြုရဘူးထိခိုက်တန်ရာရတာလောက်ပဲမြင်ရတယ်သူတို့ဘက်ကအရေးမသားလို့နောက်ဆုတ်သွားတာအော်တိုဘာလ22ရက်နေ့ကတော့ မနက်ခင်းတပိုင်းလောက်တိုက်ပွဲဖြစ်တဲ့ညောင်ချစ်ပင်ကနေထွက်လာလို့တိုက်ပွဲဖြစ်တော့ကမ္မဘက်ကိုစစ်ကြောင်းထိုးမဲ့ဆိုရင်ညောင်ချစ်ပင်ကနေထိုးတော့ပခောက်ကူနဲ့ညောင်ချစ်ပင်ကသူတို့စုံမထားတဲ့နေမြေပေါ် အော်တိုမာလာ22ကရဲကမြစ်ခြေတကျော်ပယုံကမ္မပယုံစစ်ကြောင်းဘတ်တို့ရင်းနဲ့စက်မှုနေထက်ကိုရောက်သွားတာဈားထဲမှာလည်းတိုက်ပွဲဖြစ်တာတွေရှိနေမြေမြုပ်ထားတာကအလောင်းနှလောင်းတွေတဲ့မိရှို့ထားတာတွေတွေတဲ့အနည်းဆုံး၅ဦးလို့ခန့်မှန်းထားတာပေါ့တိုက်ပွဲကတော့အခုလက်ရှိအချိန်ထိဆက်ဖြစ်နေတော့မင်းစစ်ကွေးစစ်ကြောင်းကလည်းပြတ်မဆုံးသေးဘူးမြိုင်နယ်ပေါက်ဆက်မဆီနေတဲ့နေတိုင်းနှိမကိုထိတွေ့မှုဖြစ်နေတာလို့အကွစ်ပြည်ပဒပန်းဖို့မှတာဝန်ရှိသူကပြောကြားပါတယ် အစိုးမတက္ကမှုကအကွစ်ပြပတ်တပန်းဖုံပခုတ်ကူခရိုင်လူကဲတရင်နဲ့မဟာမိတ်ပြပောင်းတပ်ဖွဲ့များကလောဆောင်ခဲ့ကြောင်းပြည်သူများအနေဖြင့်အကြမ်းမတ်ဆက်တမ်းဤလေကြောင်းအနေရကိုအထူးပြုဆိုင်ကြရနေစေရေးအတ္တိစေရေးတတိစီကြရန်တိုက်တွန်းမြတ်တာရက်ခံထားပါတယ်ရှင်